အားလုံးမင်္ဂလာပါ Quark Channel နဲ့ကြိုဆိုပါရစေ။ဒီနေ့ဖေဖော်မှာတော့တခြားဘက်၃ခုရဲ့အတန်း၂ခုရဲ့တင်ဆက်မှာဖြစ်ပါတယ်။ဒါဆိုဗားတန်းနေပါလဲဆိုတာကိုတို့ကြည့်လိုက်ရအောင်။ဒီဒါလေးကတော့ရန်လန်းတဲ့ဒီဇိုင်းနဲ့မြင်းလေးထည့်ပြီးထားတဲ့အတန်းပဲဖြစ်ပါတယ်။ပြီးတော့ဒီတန်းမှာမြင်းမျိုးစား၂မျိုးတောင်ပါလာတယ်။မြင်းတွေကအစ်စ်တွေပါလာတာပါ။တခြားဘက်မဟုတ်ပါဘူးဒီကအတန်းပါ။ မြင်မရတာတော့အရင်ပုံစံတိုင်းနဲ့ပြီးတော့ကြတော့ကျိုးနဲ့ဆွဲရတဲ့ပုံစံအရင်ထက်မိုက်လာပါတယ်။ပြီးတော့မြင်းကိုလည်းအမြန်လေးပြေးခိုင်းလို့ရပါတယ်။ပြီးတော့ဒီတံမှာရမ်းလိုက်တဲ့အာမတွေလည်းထည့်ပေးထားပါတယ်။ပြီးတော့ဒီအာမနှစ်ဖူးမှလည်းချိုးကြီးလည်းပါလာပါတယ်။အာမခရနီကျွန်တော်ပြတာတွေပါမယ်။ ြီးတော့ဒီရင်တွက်အာမာတွေကအစ်စ်ပါလာနော် အရင် Minecraft တွေကပါလီတာဟာတွေကလည်းတက်တက်ရှိနေတာပြီးတော့ဂျာတော့ဒီရင်တွက်ဟာတွေကလည်းတက်တက်ထပ်ပြီးတော့ပါလာပါဒီအဒန်ထဲလိုက်လို့ထပ်ပါလာဖြစ်ပါတယ်ပြောဒီတမ်းမှာဗီလဂျာတို့တခြားမော်ရိုကိုတည်လို့ရတယ်လဲတွေကိုလည်းထည့်ပြီးထားပါတယ်အဲ့လဲတွေကိုခရန်ဒီလဲပြတာပါမယ်အဲ့လဲတွေကငင်းနဲ့ချိန်ပြီးတော့တည်ရမှာဖြစ်ပါတယ် plan နဲ့ဘယ်လိုချိန်ရမလဲဆိုတော့အရင်ဆုံးမြင်းကိုမွေးရမှာဖြစ်ပါတယ်ပြီးတော့ကြတော့ရထလုံး crab ပြီးတော့ကြတော့တွဲပြရမှာဖြစ်ပါတယ်ကျွန်တော်လုပ်ပြရမယ်အဲရထလုံးနဲ့မြင်းနဲ့ချိတ်ပေးဖို့ဆိုရင်အဲခွားဆိုတဲ့ဟာလိုပါတယ်အရင်ဆုံးစနီးပြီးတော့ကြတော့အဲဟာလေးနဲ့မြင်းကိုအရင်နှိပ်ရမှာဖြစ်ပါတယ်ပြီးတော့ကြတော့အဲရထလုံးကိုတစ်ချက်နှိပ်လိုက်ပါတစ်ချက်ဖိပြီးနှိပ်လိုက်ပါအဲဒါဆိုရင်တွဲရမှာဖြစ်ပါတယ် အလုံးနေလိုက်လို့ filter တွေပြုတ်ကြသွားရင်လည်းပြန်တင်ပြီးလို့ရပါတယ်။ဒီရန်လေးကို survival နဲ့ကစားရင်လည်း filter တွေကိုတနည်းအားနဲ့တနည်းအားတည်သွားတာပို့ပြီးလွယ်သွားပါတယ်။အခုပြမယ့်ဟာကတော့ data bank တစ်ခုပဲဖြစ်ပါတယ်။ဒီ data bank တွေက Minecraft ထဲမှာရှိတဲ့ mod တော်များရဲ့ design တွေကိုပြောင်းပေးလိုက်တာပဲဖြစ်ပါတယ်။ design တွေကပို့ပြီးရိုက်လာတယ်။ဒီတစ်ချက်ဘက်မှာမော့အကုန်လုံးပြောင်းလိုက်တာမဟုတ်ပါဘူးတချို့မော့တွေကိုပဲပြောင်းလိုက်ပြလိုက်တာပါ ပြီးတော့အန်ဒါမန်ကတော့အရင်ကတည်းကဒီဇိုင်းပူဆိုးရပါတယ်ဖယ်ကြရိုးကြတော့အရင်တော့ကနှာခေါင်းကြီးနဲ့ပုံစံနဲ့တိရစ္ဆာန်ခေါင်းကြီးနဲ့ပြောင်းပြီးတော့တက်ပေးလိုက်ပါတယ်။အခုပုံစံကြီးကပိုပြီးမိုက်တယ်လို့ကျွန်တော်ကတော့ခံစားရပါတယ်။ အခုပြမယ့်ဟာလေးကတော့လေတကြားပတ်ပဲဖြစ်ပါတယ်။ဒီလေးလေးတကြားပတ်မှာဆို variant တော်တော်ဆုံးပါတယ်။ကိုကြိုက်လို့ပြောင်းလို့ရပါတယ်။ဘယ်လို variant ပြောင်းရမလဲဆိုတော့ကျွန်တော်တကြားပတ်ထားတဲ့ setting တွေကိုတွားပြီးတော့ကျွန်တော်ဒီထဲမှာပါနေတဲ့ပုံစံမျိုးကိုကိုကြိုက်လို့ပြောင်းလို့ရပါတယ်။ ဒီတန်းကြတော့ရှင်းအောင်အာပုံစံမျိုးထည့်ရတဲ့တန်းပဲဖြစ်ပါတယ်ဒီတန်းကတော့ရှင်းအောင် fantasy ပုံစံကိုကြိုက်တဲ့ player တွေတန်းအာမကောင်းပုံစံမျိုးကိုရှာပြီးထည့်ပေးထားတဲ့တန်းပဲဖြစ်ပါတယ်ဒီတန်းမှာတော့ပါရာဆိုလို့အာမရဲ့တတ်ထုတည်ရဲပဲပါရာပဲဖြစ်ပါတယ်ဒီတဲ့ပါလာတဲ့အမားတွေကိုခရပ်ဖို့ဆိုရင်ဒီတက်လူဆက်တွေကိုလိုပါတယ် ဒီအာမတွေကပြောင်းသွားဝင်လို့ရှိရင်အဖက်မပေးဘဲနဲ့ဒီအာမစုအပြေးဝင်လာတယ်အဖက်ရမှာဖြစ်ပါတယ်အဖက်ကတော့ special fat တွေပါပြန်နေပေးခြင်းနဲ့အဖက်ပေးတာပဲဖြစ်ပါတယ်အာမစုတစ်ခုနဲ့တစ်ခုမတူပါဘူးများတဲ့အာမစုတွေလည်းရှိပါတယ်ကျွန်တော်ကတော့ဒီတန်းသိမ့်ကြိုက်ပါဘူး ဖေရောဆုံးလိကြည့်ကြရတဲ့လူတစ်ယောက်ရှင်စီကိုအထူးကျေးဇူးတင်ရှိပါတယ်။ဒီနေ့ဖေရောကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုမှာတင်ထားတဲ့တခြားဘက်နဲ့အဒန်တွေကိုလည်း description မှာ link ချပေးထားပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုင်းနေတဲ့ခင်လည်း channel လေးကို subscribe လုပ်ပေးခဲ့ပြီးတော့ဗီဒီယိုလေးကိုလည်း like လုပ်ခဲ့ပြီးလို့ရှာပါတယ်။ဒါဆိုနောက်ပြန်ကြမှာပြန်တွေ့ကြမယ်။အားလုံးပဲတတား။